ဒရိုက်တာပြည်ဟင်းတီဟာရဲ့ဝေဖန်မှုတွေကိုအလူတစ်ခုလုံးပြပြီးတော့ပြန်လည်တုံးပြန်လိုက်တဲ့ဖြူဖြူထွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebrity ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင် ဖြူဖြူထွေးဆိုရင်တော့ပရိသတ်တွေမသိရသူမရှိလောက်အောင်ကိုနာမည်ကြီးတဲ့ဆယ်လီတယောက်လည်းဖြစ်ပါရဲ့ရှင်ဖြူဖြူထွေးရတော့ပရိသတ်တွေဈာတဲ့ကိုပေါက်ကရဗီဒီယိုတစ်ပုံးနဲ့ဝင်ရောက်လာတဲ့သူ ဖြစ်ပြီးတော့နောက်ပိုင်းမှာသူမရဲ့ဖန်တီးနိုင်စွမ်းနေသူမရဲ့အမှုပညာစွမ်းရည်တွေကြောင့်ပရိသတ်တွေဈာတဲ့မှာအောင်မြင်မှုတွေနဲ့အတူအချိန်တော်တော်ကြာရည်တည်နိုင်ခဲ့တဲ့ဆယ်လီဘရတီတယောက်လည်းဖြစ်ပါရဲ့ဖြူဖြူထွေးကဆယ်လီလောကမှာဆိုရင်တော့အောင်မြင်မှုကိုကြာရှည်စွာထိမ့်သိမ်းထားနိုင်တဲ့သူတယောက်လို့ပြောလို့ရပါတယ် ီဖြူဖြူထွေးကဇလန်းတိုလေးတွေရိုက်ပြီးတော့ချောင်ညာတွေလက်ခံရိုက်ကူးသလိုနေမှာရှိုးပွဲတွေအလူပွဲတွေမှာလည်းသချင်းတွေလိုက်ပြီးတော့ဖြောဖြင်းရင်းနဲ့ပရိသတ်အားပေးမှုကိုတခဲနဲ့ရရှိထားတဲ့ဆယ်လီတယောက်လည်းဖြစ်ပါတယ်။အဲလိုပဲဖြူဖြူထွေးကအလူအတန်းတွေမှာဆိုရင်လည်းရရရရောကိုလှူဒန်းတတ်တဲ့အတွက်နာမည်ကြီးတဲ့ပရာဟိတသမားလေးဖြစ်ပါတယ်။ဖြူဖြူထွေးကပုံမှန်အချိန်တိုင်းမှာတော့မှသူမရဲ့ရက်ရွာမှာသူမနဲ့အနီးတစ်ဝိုက်မှာလှူဒန်းတက်ပြီးတော့မြန်မာနိုင်ငံမှာရေပီးတဲ့အခါမှာလည်း သူမကပါဝင်ပြီးတော့တက်ကြွစွာနဲ့လှူဒန်းပေးခဲ့တာဖြစ်ပါတယ်။ရေဘေးမှာသူမအားတက်သရောလှူဒန်းပေးခဲ့သလိုပဲအခုလက်တလောဖြစ်ပွားနေတဲ့ငလင်ဘေးမှာဆိုရင်လည်းသူမကအားတက်သရောနဲ့ပါဝင်ပြီးတော့ကုညီလှူဒန်းပေးခဲ့ရလဲဖြစ်ပါတယ်။ဖြူဖြူထွေးနေနေကတော့သူမကိုယ်တိုင်ကအလူမခံမဲနဲ့သူမကိုယုံကြည်လို့ဆိုပြီးတော့လာရောက်လှူဒန်းပေးတဲ့သူတွေရှိတဲ့အခါမှာသူမအနေနဲ့ပြန်လည်ပြီးတော့ဖြူဖြူထွေးနဲ့ခொနရက်သားသမီးများအလူဆိုပြီးတော့ပြန်လည်လှူဒန်းပေးရလဲဖြစ်ပါတယ်။ဖြူဖြူထွေးကငလင် င်ဘေးသင့်ဖြူသူတွေကိုလူတဲ့အခါမှာတကယ်ကိုငလင်ဘေးသင့်တဲ့နေရာတွေကိုကိုယ်တိုင်သွားရောက်ပြီးတော့လက်ဝယ်ရရှိအောင်လူတန်းပေးခဲ့ရလဲဖြစ်ပါတယ်။အခုဆိုရင်တော့ဖြူဖြူထွေးက၄ချိန်မြောက်အထိတောင်မှငလင်ဘေးသင့်ဖြူသူတွေကိုလူတန်းပေးနိုင်နေပြီလဲဖြစ်ပါတယ်ရှင်။ဖြူဖြူထွေးဒီလိုလူနေတဲ့အပေါ်မှာ နိုင်ငံသားကိုရောက်နေတဲ့ဒရိုက်တာပြည်ဟင်းတီဟာကနေပြီးတော့ဝေဖန်လာခဲ့တာဖြစ်ပါတယ်။ဒရိုက်တာပြည်ဟင်းတီဟာကတော့အရင်တုန်းကမြင်းမြက်အပေါ်မှာဝေဖန်ခဲ့ပူပြီးတော့ဒီလိုမျိုးမြန်မာနိုင်ငံမှာရှိတဲ့အမှုပညာရှင်တွေကို အောက်ဖဲလှန်ပြီးတော့ဒါဝေဖန်မှုတွေပြုလုပ်နေတဲ့သူအဖြစ်ကိုအားလုံးသိကြတာဖြစ်ပါတယ်။အခုလည်းဖြူဖြူထွေးအလူလုံနေတာတွေကဗန်ပြဖြစ်ပြီးတော့လူပြီးရင်ပတ်စံတွေကိုပြန်ယူတယ်ဆိုပြီးတော့ဝေဖန်လိုက်တာဖြစ်ပါတယ်။ဒီအပေါ်မှာဖြူဖြူထွေးကတော့အခု၄ချိန်မြောက်အလူအနေနဲ့ဒီမှာဒီလိုမျိုးအတုံးဆောင်ပစ္စည်းတွေ ဲ့အပြင်ကျွေးမွေးစရာစားစာတွေကိုလည်းထည့်ပြီးတော့လူတန်းလိုက်တာဖြစ်ပါတယ်။ဒီမှာကတော့ဒရိုက်တာပြည်ဟင်းတီဟာရဲ့ဒီလိုမျိုးဝေဖန်မှုတွေအပေါ်မှာအခုအလှလေးနဲ့ပဲတက်တည်ပြလိုက်တာဖြစ်ပါတယ်။ဖြူဖြူချင်းကတော့ အလူအတန်းတွေကိုတကယ်ကိုပဲစိတ်ရောကိုယ်ရောနှစ်ပြီးတော့အလူတန်းပေးနေရလဲဖြစ်ပါတယ်။အလူတန်းဟိဆိုရင်တော့ဒီမှာရှေ့ဆောင်ကနေပြီးတော့ပါဝင်တတဲ့ပရာဟိတာမိခင်လေးလို့လည်းပြောလို့ရပါတယ်။ဒီမှာကိုပရာဟိတာဘက်မှာမိခင်လောင်းလေးရလေးဆိုပြီးတော့လည်းတင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ပရာဟိတာမင်းသမီးလေးဆိုပြီးတော့ဒီမှာကိုခေါ်ဝေါ်သမုံနေကြတာလည်းဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးရောဖြူဖြူထွေးရဲ့လူရန်မှုတွေအပေါ်မှာဘလို့မြင်လဲဆိုတာကောမန့်လေးထဲမှာရေးသားပေးခဲ့ကြပါအောင်။စုံလေးကြည့်ရှုပေးတဲ့အတွက်လည်း top celebrity တယောက်ချင်းစီတိုင်း င်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။